1986ခုနှစ်ကအမှတ်လေနျူကလ িয়ার ဓာတ်ပေါင်းဖိုကြီးပောက်ကွဲခဲ့ပြီးနျူကလ িয়ার ကပ်ဘေးတင်ခဲရာချာနိုဘိုင်းနျူကလ িয়ার ဆက်ယုံဟောင်းနာကခွေးတချို့ဟာထူးခြားစမ်းကျယ်စွာနဲ့အပြာရောင်တောက်တောက်ပြောင်းလဲလာတာကိုအဲ့ဒီဒေတာကခွေးတွေနဲ့တဘာဝပတ်ဝန်းကျင်ကိုလေ့လာနေတဲ့ Dots of Chernobyl အဖွဲ့ကထုတ်ပြန်လာခဲ့ပါတယ်။အပြာရောင်တောက်တောက်ပြောင်းလာတဲ့ခွေးသုံးကောင်ကို တိပြုအမှတ်တမ်းတင်နိုင်ခဲ့သလိုအဲ့ဒီခွေးတွေကိုဖမ်းဆီးပြီး DNA စမ်းသပ်မှုတွေလှုပ်ဆောင်ကလူသားတွေအတွက်နျူကလ িয়ার ဒဏ်နဲ့ရေဒီယိုတပ်တူကြွမှုတွေကိုဘလို့နီးလန်းတွေကခံနိုင်ရင်ရှိမလဲဆိုတာဟာအရေးကြီးဆုံးလည်လာမှုဖြစ်တယ်လို့အဲ့ဒီအဖွဲ့အစည်းကဆိုပါတယ်ဒေသခံ NGO အဖွဲ့အစည်းဖြစ်တဲ့ Clean Futures Fund နဲ့ Dots of Channel ဘိုင်းအဖွဲ့တို့ပူးပေါင်းလည်လာနေမှုအရခွေးတွေဟာရေဒီယိုတပ်တူကြွမှုဒဏ်မခံရဘဲအဲ့ဒီဒေသကနျူကလ িয়ার ဒဏ်သင့် ခွေမျိုးရိုးစင်ဆက်ကနေပေါက်ဖွာလာတဲ့တရိတ်ဆန်နေတာဖြစ်ကအလွန်ကျန်းမာပြီးဖျက်လက်မှုရှိနေတာကိုတွေ့ရှိရကြောင်းနဲ့အဲ့ဒီခွေတွေကိုလိုက်ရှာဖမ်းဆီးကပို့တတ်ခြင်းဒီအနေစစ်ဆေးခြင်းနဲ့ပုံမှုအကျိုးရှိမဲ့သူရိတနာပြုမှုတွေကိုလှုပ်ဆောင်မှုဆက်လက်စ조사နေတယ်လို့လည်းထုတ်ပြန်သွားခဲ့ပါတယ်ဒီရိတကခွေတွေဒီရီနဲ့တခြားသောတော်ရိုင်းတရိတ်ဆန်တွေဟာ အခြားဒေသကတရိတ်ဆန်တွေနဲ့မတူဘဲမျိုးရိုးဗီဇပြောင်းလဲတိုးတက်မှုတွေကြောင့်ရေဒီယိုတပ်တူကြွတန်းနဲ့နျူကလ িয়ার ဒဏ်ကိုပိုခံနိုင်နေတာကအနာဂတ်လူသားတွေအတွက်နျူကလ িয়ার ဒဏ်ခံနိုင်ရရှိစေရေးအတွက်သိပ်ပံနှိကြလေ့လာအဖြေထုတ်ရမယ်လို့မြောက်ကယ်လိုရိုင်းနာတက်ကတော်ကသူရေသနာပညာရှင်ဒေါက်တာမက်ထရူဘရင်းကပြောဆိုခဲ့ပါတယ်။ချန်နိုဘိုင်းနျူကလ িয়ার ဆက်ယုံကြီးပောက်ကွဲမှုအပြီးမှာအနီးနားကပရီပရက်မျိုးကိုလူအများစွန့်ခွာခဲ့ရပြီး ရေဒီယိုတက်တူကြွဓာတ်ရောင်ကြီးတင်မှုတွေကြောင့်မျိုးရိုးစင်ဆက်နာရာရှည်ယောဂါတရေသားဗီဇပြောင်းလဲပြီးပုံမှန်မဟုတ်တဲ့မွေးဖွားမှုနဲ့အတူတေဆုံးမှုတွေကိုလည်းဖြစ်တည်စေခဲ့ပါတယ်။